အပိုင်းကိုဆက်မှာတော့တိုနာကိုင်းကသူ့ရဲ့တိုက်ခိုက်မှုတွေကိုရှောင်နေတဲ့ဆာကာမူတိုကိုစိတ်မရှိတော့ပါဘူး။ဒါကြောင့်သူကဆာကာမူတိုကိုသူ့ကိုလှုပ်ရှုပ်မနေဘဲနဲ့အေးစီပဲအသက်ခံလိုက်ဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ကျတော့ဆာကာမူတိုကဒါကသူ့ရဲ့အဖွဲ့သားတွေရဲ့အလုံနေရာဖြစ်တာကြောင့်မင်းတို့သာမင်းမြန်ထွက်သွားစမ်းပါလို့ပြောလိုက်ပါတယ်။ဒိုနာကိုင်းကသူတို့တွေကဒီသူရေသနာကနေကျေးစားလူသက်သမားတွေထပ်ပို့ပြီးအစင်းမြင့်တဲ့လက်နက်တွေကိုထုတ်လုပ်နေရလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ဆာကာမူတိုကတော့နားမလည်ဘူးလို့ပြန်ပြောလိုက်ချင်းစိတ်တူလာတဲ့တိုနာကိုင်းကခုချိန်နောက်ဆိုမင်းရဲ့တန်မိုးထားရတဲ့အဖွဲ့သားတွေကငါရဲ့လူလက်ချက်နဲ့တင်နေလောက်ပြီလို့ဆိုကတိုက်ခိုက်ဖို့လုပ်ပါတယ်ဆာကာမူတိုကတော့သူ့ကိုအရင်ဆုံးတိုက်ခိုက်လိုက်ပြီးစိတ်ပူလို့ဆိုကသူ့ရဲ့ဖွဲ့ဝင်တွေကငနုလေးတွေမှုတ်ဖို့လို့ပြောလိုက်ပါတယ်တိုနာကိုင်းကဆာကာမူတိုကိုစကားခုံးခံပြန်ပြောတတ်တဲ့လူသားတွေကိုအယံမုန်းတယ်လို့ပြောလိုက်ပြီးဆာကာမူတိုကလည်းတိုနာကိုင်းကိုမင်းလိုလေကျော်ရှိတဲ့ကောင်တွေကိုလည်းငါလည်းမုန်းတယ်လို့ပြောလိုက်ပါတယ် တစ်ဖက်မှာတော့လူတွေကထွက်ပြေးလာပြီးဒါအော်တီသွားတဲ့လူတွေကလည်းသူတို့ကိုလိုက်ရှာနေပါတယ်။အဲ့ဒီချိန်တာနာကာကသူ့ရင်သွားတော့မယ်လို့ပြောလိုက်တာကြောင့်လူကသူ့ကိုဆွဲထားပြီးနင်းကားတစားခံမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့လူကရှင်းစီကိုရအောင်ပြန်ပြီးရှင်းကိုတောင်းပန်ရမယ်လို့တွေးနေခဲ့ပါတယ်။အဲ့ဒီချိန်ရှင်းကဟီစကေးကိုအချိန်မီရောက်လာလို့ကျေးဇူးတင်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဆေဘာကစနိုက်ပါသမားရှိနေရာကြောင့်ဒေါင်းမှကွယ်နေခဲ့ပြီးဟီစကေးကသူ့ရဲ့ပြန်ကန်ထွက်တဲ့ကြည်စံကိုတုံးကပစ်လိုက်ရင်မင်းအဲ့လိုနေနေတာငါရဲ့ရှေ့မှာတဲတဲ့နေနေတယ်လို့ပဲလို့ပြောလိုက်ပါတယ်။ အရီနိုမော်ရိုဆေဘာကအပြင်ကိုပြေးထွက်လာခဲ့ပါတယ်။သူကမမြင်ရပေမဲ့ဟစ်ကေးကအတန်းကိုကြားနေရသေးတာကြောင့်သူ့ကိုတနက်နဲ့ပြစ်လိုက်ပါတယ်။ခဏကြာမှတော့အတန်းအပါပျောက်သွားပြီးရှင်းကအပေါ်ဘက်မှာမတက်ရနေတဲ့ဆေဘာကိုမြင်လိုက်ရပါတယ်။ဒါကြောင့်ဟစ်ကေးကတိုက်ခတ်ဖို့လုပ်ပေမဲ့သူကအချွန်တစ်ခုနဲ့ပြစ်တာခံလိုက်ရပြီးလဲကျသွားပါတယ်။အရီနိုဆေဘာကသူ့ရဲ့အင်ကြီးကိုပြန်ဝင်လိုက်ပြီးသူ့ကိုပြောင်းနေတာကတဘာဝလုံးစွမ်းအားလို့ထင်လာလို့မိလိုက်ပါတယ်။တကယ်တော့အင်ကြီးကဖြစ်နေရလို့ဆေဘာကရှင်းပြပါတယ်။ အဲ့ဒီချိန် HSK ကထပ်ပြီးပြလိုက်တာကြောင့်စေဘွားရဲ့ပခုံးကိုမှန်သွားပြီးသူကစိတ်တူက HSK ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်ပြီးတော့ကြီးစံတွေအားလုံးကိုလည်းအောက်ကိုကန်ချပြလိုက်ပြီးစေဘွားကကိုထပ်ပြောက်သွားက HSK ကိုအိမ်ပြန်မှုပြောလိုက်ပါတယ်ဒါပေမဲ့ HSK ကစေဘွားကိုတားလိုက်ပြီးသူ့ရဲ့တငယ်ချင်းတွေကသူ့ကိုကျွမ်းကျင်တဲ့စနိုက်ပါသမားလို့ပြောတော့တာကြောင့်တငယ်ချင်းကိုလူလိန်ဖြစ်ခိုင်းလို့မြင်အောင်လို့ပြောလိုက်ပြီးသူကရှင်းကိုချက်ပြလိုက်ပါတယ်ပြီးတော့ HSK ကသူယူလာတဲ့ကြီးစံကိုတုံးကရေပန်းကိုပြစ်လိုက်ပါတယ် သူရဲ့ကြံကုန်တီးတဲ့ဆေဘာက his kid တယောက်လွဲသွားတဲ့ထင်ပေမဲ့သူ့အပေါ်ကိုရေရီကကြလာကမှရေချက်ကိုသဘောပေါက်တော့ခဲ့ပါတယ်။အဲဒီနောက် his kid ကရှင်းကိုကျွန်တော်တွေကိုအထားမယ်လို့ပြောတော့ရှင်းကဆေဘာကိုချက်ထဲနဲ့အနိုင်ယူပစ်လိုက်ပါတယ်။အားလုံးပြီးသွားတော့ his kid ကရှင်းကိုသူ့ရဲ့အတွေးတွေကိုဖမ်းနိုင်တဲ့ပုံပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်ရုတ်တရက်သူတို့ဘေးကနိုင်ယံကထပြီးပေါက်ကွဲသွားခဲ့တယ်။အောက်ထပ်မှာတော့တိုနာကိုင်းကပေါက်ကွဲတဲ့အကြောင်းစနိုင်ပြီပဲလို့ပြောလိုက်ပါတယ်။ တိုးနာကိုင်းကအကြောင်းမျိုးကြောင့်တည်သွားရင်ဒီစမ်းသက်ခန်းကိုဖောက်ခွဲပြီးအားလုံးကိုအစာနာဖျောက်ဖြစ်ဖို့လှုပ်ထားကြောင်းပြောပြပါရယ်ခုချိန်မှာသုတေသနလုပ်ငန်းကတိုးတက်နေပြီဆိုပေမဲ့လောအောင်မှာပဲလို့တိုးနာကိုင်းကပြောလိုက်ပြီးနောက်ထပ်မိနစ်20နေရင်အားလုံးရှင်းသွားလိမ့်မယ်လို့ပြောလိုက်ပါရယ်ဒါကိုကြားတော့ဆာကာမိုတိုက9မိနစ်ဆိုရင်လုံလောက်ပြီလို့ပြောလိုက်ချင်းတိုးနာကိုင်းကဝင်ရောက်တိုက်ခိုက်ပါရယ် ပြီးတော့တိုနာကိုင်းကဆာကာမူတိုကိုခနာကိုကလှုပ်ရှားရခတ်ပုံမဲလို့ပြောလိုက်ပြီးဆာကာမူတိုရဲ့ခနာကိုထက်စာရင်သူ့ရဲ့ခနာကိုကမှပိုအဆင်ပြေသေးတယ်လို့ပြောလိုက်ပြီးသူ့ရဲ့ခနာကိုမှာ80ရာခိုင်နှုန်းလောက်ကလက်နက်တွေနဲ့ပဲပေါင်းစပ်ထားလို့ပြောလိုက်ပါတယ်။ဒါ့အကြောင်းတော့ဆာကာမူတိုကသူ့မှာလည်းလက်နက်ပါတယ်လို့ပြောလိုက်ပြီးအိတ်ကထဲကဘောမင်းနဲ့ကက်ခွာလေးတွေကိုထုတ်ပြလိုက်ပါတယ်။ဒါအောင်မြင်တော့တိုနာကိုင်းကလှမ်းရင်လိုက်ပြီးဆာကာမူတိုကိုတိုက်ခိုက်လိုက်ပေမဲ့ဆာကာမူတိုကရှောင်ပြီးခဲသားနဲ့မျက်လုံးကိုပြစ်လိုက်ပါတယ်။ဂျန်နဲ့တစ်ဖက်ကိုတော့အိုးဖာတိတ်ကပ်ပေးလိုက်ကပြန်တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့်တိုနာကိုင်းကတစ်ဖက်ကိုလွန်သွားခဲ့ပေမဲ့သူကပြန်ထလာခဲ့ပါတယ်။ပြီးတော့နှစ်ယောက်စလုံးကတိုင်ရင်ခိုင်ရင်မြေရောက်ရထားလမ်းဘော်ကိုရောက်လာပြီးတိုနာကိုင်းကဆာကာမူတိုကိုကျိုးနဲ့ပတ်ထားလိုက်ပြီးရထားလမ်းတောက်လျှောက်ဆွဲခေါ်ခဲ့ပါတယ်။ဒါပေမဲ့ဆာကာမူတိုကတိမ်ကြခင်မှာပဲဂျိုးရီကိုဖျက်ပလိုက်ပြီးတိုနာကိုင်းကိုပြန်ဆောင်ဆွဲပလိုက်ပါတယ်။တဖက်မှာတော့ယထာရစင်းကလာနေပြီးယထာမောင်းတဲ့သူကပြင်းစရာပဲထူးဆန်းလာလေးဖြစ်ရင်ကောင်းမယ်လို့တွေးနေခဲ့ပါတယ်။အဲ့ဒီချိန်ဆာကာမူတိုနဲ့တိုနာကိုင်းတို့ကတိုက်ခိုက်ရင်အထဲကိုဝင်ချလာခဲ့ပါပြီ အရင်တော့တိုနာကိုင်းကလဲကျနေရကနေပြန်ထလာပြီးသူကဘေးကကလေးစီကရေကိုယူတောက်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဘိုက်ကနေရေတွေကပြန်ထွက်သွားခဲ့ပါတယ်။ဒိုနာကိုင်းကစာကာမိုတိုကိုတဖြည်းဖြည်းလှမ်းနေခဲ့ပြီးစာကာမိုတိုကဘေးကိုတော်လဲလို့ရှာနေခဲ့ပါတယ်။အဲ့ဒီချိန်စာကာမိုတိုကတော့သူ့ရဲ့အနားမှာထိုင်နေခဲ့တာပါ။တကယ်တော့တိုနာကိုင်းကလူတွေကိုကူညီပေးနေခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့အစွန်းရောက်တဲ့စိတ်ကြောင့်အားလုံးကသူ့ကိုကြောက်လန့်နေခဲ့ကြပါတယ်။ အဲ့ဒီချိန်ဆလာရောက်လာပြီးတခြားသူအတွက်ကိုယ့်ရဲ့လက်ကိုအပေးခံနေဆိုတာကောင်းတဲ့လောက်တစ်ခုပဲလို့ပြောလိုက်ကသူကတိုနာကိုင်းလို့သူမြတ်ကိုထောက်ခံပေးမယ်လို့ဆိုကခေါ်သွားခဲ့ပါတယ်အဲ့ဒီချိန်ဆကာမူတို့ကသူ့ရဲ့အနားကိုရောက်လာပြီးတိုနာကိုင်းကိုတစ်ဖက်ကိုပြစ်ထုတ်လိုက်ကအဖွားတစ်ယောက်ကိုနေရာပေးလိုက်ပါတယ်ပြီးတော့တိုနာကိုင်းစီကိုလိုက်သွားကထိုးချိန်နေခဲ့ပြီးခဏကြာမှတော့တိုနာကိုင်းကလွင်ထွက်သွားကသူ့ကိုတနက်နဲ့ပြစ်ခတ်လိုက်ပါတယ်ဒါပေမဲ့ဆာကာမူတို့ကအားလုံးကိုကာလိုက်တာကြောင့်တိုနာကိုင်းကနောက်ထပ်အပြင်းနဲ့ပြစ်ချက်နဲ့ပြစ်လိုက်ပါတယ် ဒါကြောင့်ဆက်ကာမူတို့ကလွန်သွားပြီးတစ်ဖက်ကလာနေတဲ့ရထားနဲ့တိုက်မိသွားခဲ့ပါတယ်။ဒါအောင်မြင်တော့တူနာကိုင်းကစေရေးသွားပြီးဒီတစ်ခါတော့ဆက်ကာမူတို့ရှော့ပြီးထင်လိုက်ပေမဲ့ဆက်ကာမူတို့ကပြန်အောင်လာလို့သူကဆက်ကာမူတို့ကိုအနာကလူတွေနဲ့ပြစ်ပေါက်တက်ခတ်လိုက်ပါတယ်။ဒါပေမဲ့ဆာကာမိုတိုကအားလုံးကိုဖမ်းထားပြီးသူကနေရာတကျပြန်ထားပေးလိုက်ခါတိုနာကိုင်းကိုပွဲသိမ်းတိုက်ခိုက်ပေးလိုက်ပါတယ်။ပြီးတော့အပြင်ဘက်ကိုထွက်လာပြီးတိုနာကိုင်းကိုအမိုက်ကားပေါ်တင်ပေးလိုက်ခါရှင်းကိုလည်းသူ့ဒေသနာစခန်းကမကြခင်ပြိုကျတော့မှဖြစ်လို့မြေမြန်လို့ဖို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်လူကလူတွေပေါ်လဲကျနေတဲ့အုပ်တွေကိုဖယ်ပေးလိုက်ပြီးဘာလို့အားလုံးကပျို့ကျနေကြလဲလို့ဆိုကအားလုံးကိုမမြန်ထွက်သွားဖို့ပြောလိုက်ပါတယ်အဲ့ဒီချိန်အပေါ်ကပျို့ကျလာတာကြောင့်ရှင်းကလူကိုကယ်ပေးလိုက်ပါတယ် his key ကလည်းအချိန်မီတွေ့သွားတာတော်သေးတယ်လို့ပြောလိုက်ချိန်ရှင်းနဲ့လူကတယောက်ကိုတယောက်မကြည့်ပဲနေနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူကဝမ်းနည်းစွာငိုလိုက်ပြီးကြမ်းကြမ်းတမ်းတမ်းနေပြောခဲ့မိလို့တောင်းဝမ်းမာတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်ရှင်းရလူကိုသူ့ကိုနှက်တွင်နဲ့မတော့ဖို့ပြောပြီးတ िश ူးကိုထုတ်ပေးလိုက်ခါသူ့ဘက်ကလည်းလုံနာတွေအတွက်တောင်းပန်ခဲ့ပါတယ် ဒေါအကြီးကဟင်စကေးကဘာမှနားမလဲပေမဲ့သူကဝမ်းတာနေချိန်အာဆာကူရာကရောက်ရှိလာခဲ့ပါတယ်။သူကရှင်းကိုမြင်တော့ဝမ်းတာသွားပြီးတောင်းဝမ်းမှုကြိုးစားနေချိန်အဆောက်အဦးကပို့ပြီးပြိုကျလာတာကြောင့်ရှင်းကအာဆာကူရာကိုအဆောက်အဦးရဲ့ပုံညမ်းကိုတောင်းလိုက်ပါတယ်။ဒါကြောင့်အာဆာကူရာကပြောပြလိုက်ပြီးရှင်းကအတန်းတွေကိုနားထောင်ကြည့်လိုက်ကလူရှိတဲ့ခန်းတွေကိုလူတွေကိုပြောပြလိုက်ပြီးသွားခဲ့ခိုင်းပါတယ်။သူကတော့အာဆာကူရာကိုခေါ်ပြီးတစ်ဖက်ကိုသွားနေခဲ့ပါတယ်။အဲဒီချိန်အာဆာကူရာကရှင်းအစဉ်ပြနေတာမြင်ရတော့တော်သေးတာပေါ်လို့တွေးနေခဲ့တာပါ။ သူရဲ့တွေးကိုကြားနေရတဲ့ရှင်ကတော့အာဆာကူရာကိုဘိုးတော်ရဲ့အစွမ်းကအလုပ်ဖြစ်တာကိုမြင်မိလားလို့ပြောလိုက်ပါတယ်။တဖက်မှာတော့ရှီရှီဘားကလိုအပ်တဲ့ချက်လက်တွေကိုရှာဖွေနေခဲ့ပြီးအိုဆာရာဂီကတော့ကြားလာတဲ့အုပ်တွေကိုဖယ်ရှားပေးနေခဲ့ပါတယ်။အရင်နောက်အီဆာရာဂီကရှီရှီဘားကိုမပြီးသေးဘူးလားအုပ်တွေကိုဖျက်နေရတာပင်ပန်းနေပြီလို့ပြောလိုက်ပါတယ်။ဒါ့ကိုကြားတော့ရှီရှီဘားကအာကူရာမယ်လို့ဆိုကဆက်ရှာနေခဲ့ပါတယ်။ခနာကြာမှတော့သူကအဓိကတရားခံဖြစ်တဲ့ဆလာကိုတွေ့တော့ခဲ့ကမိပြီလို့ပြောလိုက်ပြီးအော်ဒါကိုလာရှောင်းရင်တတ်ပြစ်မယ်လို့ပြောနေခဲ့ပါတယ်။ တဖက်မှာလည်းအာဆာကူရာကရှင်းကိုလူတွေရှိနေသေးတာဘယ်ခန်းမှလည်းလို့မေးလိုက်ပါတယ်။အဲဒီနောက်ရှင်းကအတန်ကြားနေတဲ့ခန်းကိုပြပြီးလူကိုကယ်ခိုင်းတာသူကဆက်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့သူ့ရှေ့မှာရှိနေတဲ့လူတွေစီကနေရနေတဲ့လူတက်လို့စိတ်ကြောင့်ရှင်းကလန့်သွားခဲ့ပါတယ်။သူကတော့ slash ဖြစ်ပြီးရှင်းကိုစကားမှုတွေကိုနှုတ်ဆက်တယ်လို့ပြောပေးလို့ဆိုကထွက်သွားခဲ့ပါတယ်။အပြင်ကိုရောက်တော့အားလုံးကအဆင်ပြေတာကြောင့်ရှင်းကဝမ်းသာသွားခဲ့ပါတယ်။ဒါပေမဲ့စမ်းသက်ခန်းကမရှိတော့ဘူးလို့ပြောတော့အားလုံးကသူတို့ကိုစိတ်ပူဖို့ပြောလိုက်ပါတယ်။ အရင်နောက်မှာတော့ရှင်းကအားလုံးရဲ့အတွေ့အကြုံကြားနေခဲ့တာပါသူတို့ကရှင်းကိုပို့ပြီးချောလာတယ်ပြောနေခဲ့ပြီးပြီးတော့အခုထိဂျပူလေးပဲလို့ပြောနေခဲ့ကအစင်းပြင်းနေတာအတွက်ဝမ်းတာနေခဲ့ပါတယ်။ရှက်ကိုရှက်ကန်းဖြစ်သွားတဲ့ရှင်းကတော့အားလုံးကိုသူ့ကြားနေရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်အာဆာကူရာကဆာကာမိုတိုကိုရှင်းတော့ကိုစောင့်ရှောက်ပေးရတဲ့အတွက်ကျေးဇူးတင်နေခဲ့ပြီးနောက်ပိုင်းကိုလည်းစောင့်ရှောက်ပေးဖို့ပြောခဲ့ပါတယ်။ဒါကြောင့်အားလုံးကခေါင်းညှိပြလိုက်ပါတယ်။ ညာဘက်ညာစာရင်မှာတော့အောက်ကအားလုံးဆုံးပြတ်တက်နေရကြအောင်ဘာဖြစ်တာလဲလို့မေးလိုက်ပြီးရှင်းကတော့ပြရိုက်မှာအလုံထွင်းနဲ့ရှုပ်သွားခဲ့တာလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီချိန်ဟာနာကအเจ้าမှာသူမကအပြင်ကိုထွက်ပြီးအဖြေကိုရေးပြခဲ့တာလို့အားလုံးကိုကြွားနေခဲ့တာပါ။ဒါကိုကြောတော့ဟစ်ကီကဟာနာကိုပြောပြခွင့်ရသွားပြီပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ရှင်းကအင်္ဂိုင်းနေတဲ့လူရဲ့ပဇွန်ညော်ကိုယူစားလိုက်ပြီးစိတ်ဆိုးသွားတဲ့လူကလည်းရှင်းရဲ့ဂျယ်လီကိုပြန်ယူစားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့နှစ်ယောက်သားထုံးစံတိုင်းစကားထများနေတာကြောင့်ဆက်ကမူတို့ကအတွင်းနဲ့တတ်ပလိုက်ပါတယ်။ ဒါကိုသိနေတဲ့ရှင်းကလန်သွားပြီးထအော်တော့စာကာမူတို့ကအမှတ်ကိုမရှိဘူးလို့ပြောလိုက်ပြီးဇလန်းလေးကတခမ်းရတော့ခဲ့ပါတယ်